အဲကျွန်တော်ဒီမှာ၅လေးနှစ်နဲ့နော်တေနဲ့၃၅လေးနှစ်နဲ့အချိန်ကိုက်မှာကျွန်တော်ဒီမှာရှစ်ရာဆိုတော့ခဏန်းတစ်ခွက်ရှိရပေါ့နော်၃ည၃ည၈နောက်ဒီဘက်မှာကျွန်တော်ဒီမှာ၂လေး၅ပေါ့နော်၂လေး၅တေနဲ့၃တူနဲ့အချိန်ကိုက်မှာ၂နှစ်၆ရှိရနော်၅လေးနှစ်၂လေး၅အာပေါ့နော်၂နှစ်၆အဲ့ဒီ၂နှစ်၆လိုက်ထွက်တယ်လို့ကျွန်တော်တို့ဒီ 3038ဆိုတဲ့ခဏလေးကိုလိုက်ထွက်ချင်တာပေါ့နော်ဒီ3038ဆိုတဲ့ခဏလေးကိုဟုတ်ပြီဒီ116ဒီ215ထောက်တာ116ကကျွန်တော်တို့အဲဘယ်ရလာတာလဲဆိုရင်နော်ဒီ215နှစ်အထဲမှာကျွန်တော်တို့57ဆိုတာရှိရအဲ့ဒီ57ရဲ့ဘေးက162ဆိုတဲ့ခဏလေးပေါ့နော်162ဆိုတဲ့ခဏလေးဖြစ်တယ် ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ၅လေးနှစ်ထောက်ထားတဲ့ရှေ့ရာရောဘယ်ရလာတာလဲဆိုရင်ကျွန်တော်တို့ဒီမှာ၅လေးနှစ်နဲ့ထဲကဒီ၄၅တဲ့ဆိုတဲ့ဘေးကရှေ့ရာဆိုတဲ့ကဏ္ဍလေးပေါ့နော်အဲအဲ့ဒီရှေ့ရာဆိုတဲ့ကဏ္ဍလေးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါခရင်လေးနဲ့တွားကြည့်အောင်နော်ခရင်လေးနဲ့တွားကြည့်အောင် ဖရင်လေးနဲ့တွားကြည့်အောင်ဆိုဟုတ်ပြီကျွန်တော်တို့ဒီ2 4 5ရဲ့အချိန်ကိုင်းမှာ2 2 6အဲ့ဒီ2 2 6ဒီသူ့ရဲ့တနစ်ကျော်ကလာတဲ့2 2 6ဘလူနေရာ2 2 6လဲဆိုရင်ကျွန်တော်တို့4 5 1ဆိုတဲ့ဘေးက4 5 1ဆိုတဲ့သူနဲ့တွဲရိုက်ထားတဲ့2 6 2ဆိုတဲ့ကဏန်းလေးကကျွန်တော်ဒီမှာအဲ2 4 5နဲ့အချိန်ကိုင်းမှာ2 2 6လို့လာထွက်တယ် ဟုတ်ပြီကျွန်တော်ဒီ၄၅၁ဒီ၂၆နဲ့အကြိမ်ကြိုက်မှာကျွန်တော်တို့ဗာရှိလဲဆိုကျွန်တော်ဒီမှာ9နဲ့115ဆိုပြီးတော့အဲဒီလိုလေးထောင်ထားတယ်ဗောနော်အကြိမ်ကြိုက်မှာအထောင်လေးရှိတယ်115လို့ထောင်ထားတယ်အဲ့ဒီ115အထောင်နဲ့အကြိမ်ကြိုက်မှာကျွန်တော်တို့အဲ3ည2နဲ့အဲ့ဒီ3ည2နဲ့6 3ည9ဆိုပြီးတော့ သူကရိုက်ထားတယ်နော်။တုံညာနှစ်နှစ်6တုံညာခွန်တုံညာနှစ်နှစ်အချိန်ကြိုက်မှာသူကအိုက်ဒီနေထဲမှာ1တက်5လို့ထောင်းတယ်။1တက်5လို့ထောင်းပြီးတဲ့ဒီဒီ1တက်5အထောင်းတဲ့အချိန်ကြိုက်မှာမှာသူကအဲဒီ၄5တက်လို့ရိုက်တယ်။အဲ့ဒီ၄၅တက်ဒီကျွန်တော်ဒီမှာနောက်၁၀နှစ်မြောက်ကိုလိုက်တော့ဦးမှာ၁နှစ်၃၄၅၆၈၉၁၀နှစ်မြောက်မှာ၅တက်၄ဆိုပြီးတော့ သူကလိုက်ထွက်သေးရဲ့နော်ဟုတ်ပြီနော်အာဆိုရင်ဇာပရိစီကြောတခုဟုတ်ပြီဒါဆိုဒုတိယပရိစီကြောကြည့်မယ်ကျွန်တော်ဒီမှာ၅လေးနည်းနဲ့အချိန်ခိုင်းမှာ၃ည၃ည၈နော်၅လေးနည်းနဲ့အချိန်ခိုင်းမှာ၃ည၃ည၈အဲ့ဒီ၃ည၃ည၈ဒီဘယ်ရလာတာလဲဆိုရင်ကျွန်တော်ဒီမှာနော်အဲသူရဲ့တနစ်ကျော်ကလာတဲ့ကနန်းဘလို့နေရာကနန်းလဲဆိုရင် သူ့ရဲ့ရင်ဆိုင်မှာ၄၅လို့ရိုက်ထားတယ်။အဲ့ဒီ၄၅နဲ့အချိန်ကိုက်မှာကျွန်တော်တို့၄၅နဲ့အချိန်ကိုက်မှာ၂၅လို့ထောင်ထားတယ်။နော်။၂၅လို့ထောင်ပြီးတော့အဲ့ဒီ၂၅ထောင်တဲ့နှစ်ထဲမှာသူကပထမကက်လို့ပဲ၃ည၃၃ည၁နှစ်နဲ့၆တုံညာခွန်လို့သူကရိုက်တယ်ဗောနော်၆တုံညာခွန်လို့ရိုက်တယ် တော့6 3ညခွန်3ညနှစ်နှစ်နှစ်တက်5လို့ထောင်းပြီးဆိုတော့ ਨੇ သူ ਨੇ အချိန်ကမှာ4တက်5လို့ဖြစ်တယ်အဲ့ဒီ4တက်5ဒီလဲကျွန်တော်ပထမကက်လို့ပဲနောက်10နှစ်ကိုလိုက်ထွက်မယ်1နှစ်3 4 5 6ခွန်8 9 10 10နှစ်မြောက်ကိုလိုက်ထွက်ပြီးတယ်နော်10နှစ်မြောက်ကိုလိုက်ထွက်ပြီးတယ်ဒါဆိုပထမကက်နဲ့ကျွန်တော်တို့ရှင်းကြည့်အောင်ဟုတ်ပြီဒီမှာ ၆၃၅ခွန်၃ညနေနေ့နှစ်တက်၅ထောင်နဲ့အဒီနှစ်တက်၅အထောင်နဲ့အကျဉ်ကိုက်ကဒီ၄၅တက်ဒီနောက်၁၀နှစ်မြောက်ထွက်တော့ဒီမှာ तू ကအောက်ကိုဆင်းပြီးတော့ထွက်တယ်အခုဒုတိယကတ်မှာ၆၃၅ခွန်၃ညနေနေ့နော်နှစ်တက်၅လို့ထောင်ပြီဆိုတာနဲ့ तू နဲ့အကျဉ်ကိုက်မှာ၄တက်၅လို့ရိုက်တယ်အဲ့ဒီ၄တက်၅ဒီနောက်၁၀နှစ်မြောက်ထွက်တော့ဒီမှာ तू ကအပေါ်မှာတက်ထွက်တယ်နော်ဒီ၄၅တက်ဒီမှာထွက်ပြီးတော့ဒီ၄တက်၅ဒီဒီမှာလိုက်ထွက်ရတဲ့အကြောင်းရင်းနော် ဘာဖြစ်လို့ဒီနားမှာလာထွက်ရတာလဲဆိုရင်ကျွန်တော်တို့ဟုတ်ပြီဒီလင်းကားတဲ့ဒီနောက်ဆယ်နှစ်မြောက်ပို့တော့သူနဲ့အကျင်ကိုက်မှာကျွန်တော်တို့3969ဆိုတာလေးကိုထောက်ပြီးတော့မှထွက်ပြီးတယ်3969ထောက်ပြီးတော့လာထွက်တာဒါကြောင့်မလို့ကျွန်တော်ဒုတိယကတ်မှာလဲဒီမှာဒီလင်းကားတဲ့ဒီဒီနားကိုလိုက်ထွက်ရတဲ့အကြောင်းရင်းဒီသူနဲ့အကျင်ကိုက်မှာ639ဆိုတဲ့အာပတ်လက္ခဏာ နော်3 6ဆိုလိုက်ထွက်သူနဲ့အကျင်ကိုက်မှာလိုက်ထွက်တာပေါ့နော်အဲဒီလိုလိုက်ထွက်တာဒါဆိုရင်ဒီပရိန်လေးကပြေးလာတာမှန်သွားပြီပေါ့နော်အဲ့တော့ခုကျွန်တော်တို့ဒီပရိန်ရ639ခွင်း3 9နှစ်နဲ့215 451နောက်ဆယ်နှစ်ကိုထွက်တယ်ဘယ်လိုထွက်တာလဲ639ကိုထောက်ပြီးတော့ထွက်တယ်ဟုတ်ပြီသူနဲ့အကျင်ကိုက်မှာကျွန်တော်တို့ လှမ်းပြတဲ့ကဏ္ဍဒီသူနဲ့အချင်းကိမ်းမှာရှိတဲ့ကဏ္ဍအခုသာကျွန်တော်တို့ရောက်ပင်ကိုပစားရမယ်ကဏ္ဍပေါ့နော်ဒီ6တညာကိုအထောင်းနဲ့အချင်းကိမ်းမှာရှိတဲ့ကဏ္ဍ6နှစ်နဲ့6နှစ်နဲ့ဟုတ်ပြီဒီ6နှစ်နဲ့က ဘယ်ရလာတာလဲဆိုရင်ကျွန်တော်ပထမစာကြည့်ခဲ့တယ်နော်ဒီ2 4 5နဲ့အချိန်ကက2 6နော်အဲ့ဒီ2 6ကစီရှေ့တနစ်ကျော်လာတဲ့2 6ဘလူနေရ2 2 6လဲဆိုရင်ကျွန်တော်တို့ဒီမှာ6 3ခွန်း3ညာ2 2 2 5လို့ထောင်းတယ်4 5 5 1လို့ရိုက်တယ်အဲ့ဒီ5 5 1ဘေးရ2 2 6ဒီနော်တနစ်ကျော်ထွက်တယ်ဘလူနေရမှာလိုက်ထွက်တာလဲ2 4 5ထောက်ပြီးတော့2 5နဲ့အချိန်ကက်မှာထွက်တယ် အဲ့ဒီနှစ်လင်းကားနဲ့အချိန်ကမှလိုက်ထွက်တဲ့ဟာဒီနှစ်နှစ်6ဒီဟာဒီလင်းကားတဲ့နောက်7နှစ်မြောက်ကိုပို့နော်ဘလို့ပို့တာလဲ6သုံးညာကိုထောက်ပြီးတော့ပို့တယ်အဲ့ဒီလို6သုံးညာကိုထောက်ပြီးပို့တဲ့အချိန်ကမှအဲ့ဒီက6နှစ်နှစ်နော်ဒီလင်းကားတဲ့ဘေးကနှစ်နှစ်6ဟာဒီကနှစ်လင်းကားထောက်ခံထားတဲ့နှစ်နှစ်6ဆိုတဲ့ကဏ္ဍဒီဟာဒီက6သုံးညာကိုထောက်ပြီးတော့လင်းကားတဲ့လိုက်ထွက်တဲ့အချိန်ကမှ66နှစ်လို့နော်ဒီကဏ္ဍကို ီလိုပို့တယ်ဆိုရင်ဒုတိယကတ်မှာလဲကျွန်တော်တို့ဒီမှာနော်အဲ့တော့ကျွန်တော်တို့ဒီမှာ4951နော်ဒီနေရာမှာလိုက်ထွက်မဲ့ကဏ္ဍလိုက်ထွက်မဲ့ကဏ္ဍဒီလဲကျွန်တော်တို့ပထမကတ်လို့ယူမယ်ဆိုရင် ဒီနေရာမှာ లై ထွက်မဲ့ခဏတည်းပထမကက်လို့ယူမယ်ဆိုရင်ကျွန်တော်တို့ဒီဖရင်ကိုပြန်ကြည့်မယ်639ခွန်း3နှစ်နည်းနည်း1.5เนาะ1.5သူနဲ့အချိန်ကမှ4.5ရိုက်တယ်အဲ့ဒီ4.5ရဲ့ဘေးက800တည်းနောက်တစ်နှစ်ကျော် లై ထွက်တယ်ဘယ်လိုနေရာမှာ లై ထွက်တာလဲ9လေးနဲ့ထောက်ပြီးတော့ లై ထွက်တယ်เนาะဒီ9လေးနဲ့ထောက်ပြီး లై ထွက်တဲ့800တည်းဟာရိက4.5နောက်10နှစ်မြောက်ကိုပို့တယ်ဘယ်လိုနေရာမှာပို့တာလဲ639ကိုထောက်ပြီးတော့ပို့တယ် အဲ့ဒီ6သုံးညာကိုထောက်ပြီးပို့တဲ့ဟာဒီ၄တင်5 6သုံးညာကိုအထောက်နဲ့အကျင့်ကိုင်းမှာထည့်ကစားမယ်ခဏန်းဒီပထမကဒီ26နဲ့205ထောက်တာ226ကိုအဲ့ဒီ5တက်၄6သုံးညာကိုအထောက်နဲ့အကျင့်ကိုင်းမှာပို့တယ်ဆိုရင်ဟာဒီမှာ5 4နဲ့ထောက်ထားတဲ့800เนาะဒီပရင်ကနေ၄တင်5ရဲ့ဘေးက800ဒီ5 4နဲ့ထောက်ပြီးတော့နောက်တစ်နှစ်ကျော်ပို့ပို့တဲ့ဒီ800ကိုလည်းဒီ၄တင်5 10နှစ်မြောက်ကိုထွက်တယ်6သုံးညာကိုထောက်ပြီးတော့ထွက်တယ် အဲ့ဒီ639ကိုထောက်ပြီးထွက်တဲ့435နဲ့အကျင်ကတ်639ကိုအထောင်းနဲ့အကျင်ကတ်မှာကျွန်တော်တို့ဒီ800ဆိုတဲ့ကဏန်းလေးပေါ့နော်ထည့်ကစားမယ်အဲဆိုရင်ကျွန်တော်တို့ကအဲထည့်ကစားမယ်ဆိုတော့ကျွန်တော်ကဒီမှာကဏန်းနှစ်ကွက်ကြိုက်တယ်ပေါ့နော်3ည8 3ည3ည8 3ညနဲ့ကျွန်တော်ကအဲ3ည3ည8ပေါ့နော်3ည3ည8ဆိုတဲ့နှစ်ကွက်ပေါ့နော် ဒါအားဆိုရင်တော့800ခွက်ရှိရပါဘူးနော်ဒီကနက်2ခွက်ကြိုက်တယ်ဘောနော်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုလက်စတဲ့ဖို့ပြန်ကြည့်တော့639ခွန်3နှစ်နှစ်1တက်5 1တက်5နဲ့အချိန်ကိုင်း6 5တက်သူရဲ့ပြည့်ရ2 6နှစ်ဒီတနှစ်ကျော်ထွက်တယ်နှစ်6 5ထောက်ပြီးထွက်တယ်အဲ့ဒီနှစ်နှစ်6 2 5ထောက်ပြီးထွက်တယ်အဲ့ဒီနှစ်နှစ်6ပြီးကျွန်တော်ဒီမှာ6 5တက်10နှစ်မြောက်ကိုပို့တယ်639ကိုအထောက်နဲ့ပို့တယ်အဲ့ဒီ639ကိုအထောက်6 5တက်နဲ့အချိန်ကိုင်းမှာအဲ့ဒီကနှစ်နှစ်6ဆိုတဲ့ကနေ့ နော်ဒီနှစ်ချောင်းနဲ့ဒီနှစ်နှစ်ချောင်းဆိုရခဏန်းကလိုက်ထွက်ပြီးတဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ690နှစ်3ညနှစ်1တက်ကအချိန်ခိုင်းမှာ၄တက်ကအဲ့၄တက်ကရပြည့်ရှေ့ရသည်နောက်တစ်နှစ်ကျော်ထွက်တဲ့ဘယ်လိုနေရာမှာထွက်တာလဲ၅၄နှစ်ထောက်ပြီးတော့ထွက်တဲ့ရှေ့ရဟုတ်ပြီဒီ၅၄နှစ်ထောက်ပြီးတော့ထွက်တဲ့ဒီရှေ့ရကိုကျွန်တော်တို့ကဒီ၄တက်ကအချိန်ခိုင်း10နှစ်မြောက်ကိုပို့တယ်နှစ်ခြားက10နှစ်မြောက်ကိုပို့ပြီးရ639ကိုအထောက်နဲ့ပို့တယ်အဲ့ဒီ639ကိုအထောက် လေးတင်ကားနဲ့အကျင်ကိုက်မှာကျွန်တော်တို့ကဒီရှေ့ရဖို့ဒီမှာထည့်ကစားမျိုးပေါ့နော်အာဘက်လည်းအဲ့တော့ဒီ26နဲ့အဲ sorry နှစ်6နဲ့226 5916ကိုအထောက်နဲ့အကျင်ကိုက်မှာပို့တယ်လို့338ဒီ338ကိုလည်းကျွန်တော်တို့ဒီ639ကိုလေးတင်ကားနဲ့အကျင်ကိုက်မှာဒီနေရာမှာထည့်ကစားမျိုးပေါ့နော်အဲ့တော့ဒီနားမှာကျွန်တော်က ့3 8 3 9 3 8ပေါ့နော်ဒါမိတ်ဆွေတို့တကွက်ပဲကျန်တော့ဆိုရှေ့ရပါအားလိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအဲဒီနားမှာကျွန်တော်တို့ကဒီမှာသူ့ရဲ့ရင်ဆိုင်မှာ1 1 6လို့ရှိရပေါ့နော်1 1 6လို့ရှိရအတွဲလေးလာဖြစ်တယ်ဘာလို့အတွဲလေးလာဖြစ်တာလို့ဆိုဒီမှာဇောင်းထိုးထားတဲ့အတွဲလေးလည်းရှိရပေါ့နော်116 800ဇောင်းထိုးထားတဲ့အတွဲလေးလည်းရှိရဲဒါကြောင့်မလို့116ရဲ့ရင်ဆိုင်မှာဒီ800ဆိုတာကျွန်တော်တို့နော်ဒီအဘက်လေလေးက အဲပေးလာနိုင်မပေးလာနိုင်ဆိုတာเนาะကျွန်တော်တို့အဲဒီဟာလေးနဲ့တိုက်ဆိုင်ကြည့်အောင်เนาะအဲ့တော့ဒီမှာ1နဲ့3 4မှာကျွန်တော်တို့ဒီမှာ4မှာอืม4မှာ4မှာကဒီမှာ3ည9เนาะနောက်1နဲ့3 4 3ည9နောက်ဒီမှာ1နဲ့3 4မှာ3ည6เนาะ အနောက်ချက်1 3လေးမှာ3ည5 5 3ညเนาะအဲဒီကနေ1 2 3လေးမှာ3ညလေးပေါ့เนาะအဲ့တော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအဲ3ညလေး3ည5 5 3ည3ည6 3ည6ပြီးတော့3ည9 အဲ့တုံညာခွင့်ပြီးရင်ရောဒီမှာတုံညာရှေ့ရှစ်တုံညာဆိုတဲ့နော်အတွဲလေးလည်းရှိရပါတော့အတွဲလေးလည်းရှိတယ်အဲ့တော့ဒီတုံညာရှစ်တွဲလေးကိုကျွန်တော်ကအဲဒီဖရိန်လေးနဲ့လိုက်ပြီးတော့ကျွန်တော်ကနော်ဒီဖရိန်လေးနဲ့လိုက်ပြီးတော့အဲရှေ့ရာဆိုတဲ့ကဏန်းလေးပေါ့နော်အာပက်လည်းလေးကိုဒီမှာရေးပေးလိုက်တယ်ပေါ့နော်ဒီမှာအဲဒီစီကြောဒီဖရိန်လေးနဲ့ပေါ်ပြပေးလိုက်တယ်ပေါ့နော်အဲ့တော့၃၄၃၅၃၆၃၇ 3ည8เนาะ3ည8အတွဲမှာအခုကျွန်တော်ကကျွန်တော်မြင်တဲ့3ည3ည8ဆိုတဲ့အာပတ်လေလေးကိုဒါဖော်ပြပေးလိုက်တော့ဗောနော်ဟုတ်ကဲ့ပါအားလုံးပဲအဲဒါကိုစိတ်နှပြကျဲမှာခြံတာကြပါစေ